အဲလွယ်တော့လွယ်တယ်ပြောရမယ်ကျွန်တော်တို့ကဇီပဲဇီရပါဆိုတော့ကျွန်တော်တို့ဒီမလုပ်လိုက်တဲ့လင်မယားကောက်ရတာကြတော့အရန်တောင်းရောက်ချစ်တဲ့လင်မယားမဟုတ်ဘူးလေကျွန်တော်ကဒီသူ့ဒီမင်းကြီးဆိုကောက်ရတာသူ့မိမယူစိတ်ပြတ်နေရတယ်ဆိုတော့ကျွန်တော်လောကသူနဲ့တွေ့ပြီဆိုတော့အဲ့ရှင်တင်ပါဆိုအဲလိုရိုက်ပြီဆိုတော့လောကသူမျက်နှာကိုမကြည့်တော့ဘူးလောကစိတ်ပြတ်နေရဆိုတော့ဇီရရလည်းဖြစ်တယ်နော်ဟိုနှိပ်ပေးတဲ့အခန်းဆိုတော့ဟုတ်ကဲ့ဟိုစိတ်ကူလိုက်ရအောင်ပဲဟို တနေ့လုံးဖုန်းကဆက်ပိတ်ထားတော့မင်းကလူမယုံတင်ကားနဲ့ပါလားဘလို့ပြန်မလာရဲကြတယ်ကျွန်တော်ကဆိုတော့လွန်ခဲ့တဲ့နှစ်နှစ်လောက်ကလုပ်ခဲ့တဲ့ project လေးပေါ့เนาะဆိုတော့ဒီရင်းမာကိုဆရာဆိုတိုက်ကလူကနေပြီးတော့တွေ့ဒီ soft ဝတ္ထုတော်လေးတွေပေါ့ဝတ္ထုတော်လေးတွေကိုအဲလိုလုပ်ရှင်လုပ်ဆိုပြီးတော့ပြင်ပြေးထားတဲ့ဇာတ်လမ်းလေးနှစ်ပုဒ်ရှိပါတော့เนาะအဲ့ဒီနှစ်ပုဒ်တည်းရနေပြီးတော့ကျွန်တော်ဘဏ္ဍာရွေးမိတာရန်နံ့တော့ ဇနက်ဆိုတဲ့ဝိထုတွေကျွန်တော်တို့ရွေးလိုက်တာဆိုတော့အဲ့အရာနေပြီးကျွန်တော်လုံးဖြတ်ကြတာပေါ့ငွေချင်းတွေစုပြီးတော့ဒီတိုင်းလေးငါတို့လုံးကြည့်ကြမယ်ဆိုပြီးတော့လုံးကြည့်ရင်လည်းမထွက်ဖြစ်တာအဲ့ဒါတွေကနှစ်နှစ်တော့ရှိခဲ့ပြီအခုတော့ကျွန်တော်တို့တကယ်ရောက်ပြီပေါ့နော်တကယ်ရောက်ပြီပေါ့အဲ့လိုလေးပါအဲ့လိုလေးဇလန်းလေးကတော့အဲ့လိုဖြစ်ခဲ့တာ ဒီဇာတ်အောင်အတွက်ကအဓိကဟိုပါပေါ့အဲအိမ်အောင်ရှင်မိန်းကလေးတစ်ယောက်ဆိုညီမကိုရံကလည်းအိမ်အောင်လည်းမကြဘူးကလေးလည်းမမွေးဘူးဆိုတော့အဲ့တော့ဟိုအဓိကအမေပေါ့နော်အမေကိုမေးရပေါ့အမေဘလို့ဘလို့ယောက်ျားကြီးကဘလို့နေခဲ့လဲပေါ့ ့အိမ်နောက်ရှင်မိမတယောက်ဖြစ်သွားလို့ရှင်ချုပ်တီးရရထိန်းချုပ်ရရအအများကြီးရှိရလေဒါ तू ကဘယ်လိုပြောမလဲဒီမိသားစုမှာ तू က less priority ဖြစ်သွားတာ哦အဲ့မျိုးဆိုအဲ့အဲ့စိတ်ကိုပဲအဓိကအမေကိုမေးရပါဘောအမေကတော့ပြောပြရင်ပြောပြတဲ့အချိန်မှာအမေပြောရင်ဟာရင်ပြီးတော့ဒီ character ပေါ့ character ကိုဟို character ဘယ်လောက်ထိသွားချင်တာလဲပေါ့အဲ့အဲ့ဒါကိုညီမတို့ညှိပြီးတော့ပဲညီမအသေးဥဆောင်ပေးရပါမယ်အဓိကဝင်နေတဲ့ အမေဝိစားရင်ပြီးတော့အမျိုးဟိုအဓိကဒီစိတ်ပေါ့နော်မိခင်တယောက်ရဲ့စိတ်အိမ်နောက်ရှင်မတယောက်ရဲ့စိတ်ပေါ့အဲ့အောင်ပဲအမေကိုမေးရပါတော့မေးရောမေးရောဒါပေမဲ့ဒီမှာကွာတာကြတော့ညီမအမေဆိုလို့ရှိရင်တော့အပြင်မှာလဲသူက business လုပ်တယ်အဲအိမ်နောက်တာဝန်ကိုလည်းသူကြည့်ပြအောင်ဖန်ဆောင်နိုင်တဲ့မိန်းမပေါ့အဲအဲ့ချိန်မှာအမေရဲ့ priority တွေကကြတော့တခြားဟာရင်လည်းဖြစ်စဉ်ဖြစ်သွားနိုင်တယ်အဲအဲ့တော့ဟိုငယ်ငယ်ရောကညီမမှတ်မိရတဲ့ညီမ childhood memory ကညီမအမေပေါ့ညီမအမေရဲ့ပုံစံပုံဖော်ရဲ့အဲအဲ့ ဲ့အမေရဲ့ character ကိုမှနည်းနည်းဟိုမထက်မြက်တဲ့မိန်းမတစ်ယောက်ပေါ့နော်အဲ့လိုမျိုးကြောင်းပြီးတော့ပဲကျွန်တော်အချင်းကပ်ခဲ့ရအောင်အဲလွယ်တော့လွယ်တယ်ပြောရမယ်ကျွန်တော်တို့ကဇီပဲဇီရပါဆိုကျွန်တော်တို့ဒီမလုပ်လိုက်တဲ့လင်မယား character ကြတော့အရင်တောင်တောင်ချစ်တဲ့လင်မယားမဟုတ်ဘူးလေကျွန်တော်ကဒီသူ့ဒီမင်းကြီးဆိုတဲ့ character သူ့မိန်းမကြီးကိုစိတ်ပြတ်နေရတယ်ဆိုတော့ကျွန်တော်လောကသူနဲ့တွေ့ပြီဆိုတော့အဲ့ shooting မှာဆိုအဲ့လိုဇိုက်ပြီဆိုတော့လောကသူမျက်နှာကိုမကြည့်တော့ဘူးလောကစိတ်ပြတ်နေရဆိုတော့ဒါပေမဲ့ ဇီးရရလည်းဖြစ်တယ်နော်ဟိုနှိပ်ပေးတဲ့အခန်းဆိုရင်အမေတို့ကအရင်ကဒါကိုသဘောတူတာမဟုတ်ဘူး။အဲတော့ညီမကိုယ်တိုင်ကလည်းသူတို့ support မပါဘဲနဲ့ရအောင်လုပ်မယ်ဆိုပြီးတော့အာချောင်ပြီးတော့အာချောင်ပြီးတော့အာချောင်ပြီးတော့လုပ်ခဲ့ရဆိုတော့အဲဟိုရှူတင်စတဲ့ညီမမခေါ်တော့မယ်။ကားထွက်လို့ရှိရင်တော့ပြရတယ်။ပြလို့ရှိရင်အမေကအဲ့လိုနားထဲကနေသွေးထွက်အောင်ဝေဖန်ပေးတယ်။အဲ့လိုမျိုးတွေတော့ရှိတယ်။ဒါပေမဲ့အမေကတော့ပြောပါရဲ့ character ဖြစ်ပါရဲ့ပေါ့။ကျွန်တော်တော့ moment ထင်းတယ်။ကျွန်တော် character ကတော့ main ကြီးကတော့ ချက်ချင်းစရာတော့မှမရှိတော့ဘူးဒါပေမဲ့သူ့ကာရိုက်တာကိုတော့အဲ့လိုမျိုးသဘောကျတယ်အဲ့လိုဖြစ်မယ်ထင်ပါတယ်เนาะအဲ့လိုလိုပဲဒါပေမဲ့အပြင်မှာတော့နည်းနည်းညှစ်ပတ်တယ်ပေါ့အဲမဟုတ်တာမတူတဲ့မင်းကြီးနဲ့မတူတဲ့ကာရိုက်တာတစ်ခုထွက်လာတယ်ထင်တယ်ထွက်လာမှာထွက်လာမှာထင်တာမဟုတ်ထွက်လာမှာထွက်လာမှာအဲဒါတော့လုပ်ယူအောင်မယ်ကျွန်တော်ကဒီမှာတော့အရှိရာအဲ့ထွက်ခဲ့တဲ့ shop name က character ပဲပေါ့အဲ့ character ကငါတို့က ော့မန်လုတ်ထားတယ်ပေါ့အဲ့ဒီဇက်လေးဆိုရင်လည်းအရှိကအဲပရိသတ်တွေလက်ခံခဲ့တဲ့ဇက်ထက်ပိုကောင်းပြီးတော့ပို့ပြီးတော့မိုက်တဲ့ဇက်တစ်ဇက်ထပ်ဖြစ်လာပါပါ